တော့ကျွန်တော်ရဲ့အတွက်နည်းမှုပေါ့နော် site တွေပါလေပြောင်းနေပေါ့အဲတော့ကျွန်တော်တို့ကမနေ့ပြန်ပေါ့နော်မနေ့ပြန်ထိတ်စီးကိုကျွန်တော်ကတွက်မယ်ပေါ့အော်တွက်မယ်ဆိုတော့ကျွန်တော်ကတော့ဒီတစ်ခေါက်တော့လေးလေးကူကူပဲဗျ။အဲတွက်ပါများတော့လေကျွမ်းကျင်လာပဲဘုံတော့။အဲတော့ကျွန်တော်အခုလို3တစ်ခုံပေါ့နော်3လုံးပေါင်းချင်းဒီတစ်ဖြစ်ခဲ့သလို684ပေါ့နော်။အဲတော့ကျွန်တော်တို့ကဒီလိုပေါင်းခဲ့တယ်ဆိုရင်လေကျွန်တော်မိတ်ဆွေများဗာရမယ်လေဆိုတော့ပေါ့နော်။ အဲကျွန်တော်မစီမံကျွန်တော်တို့တစ်ဖြစ်သွားတယ်။ထပ်မပြီးတော့ကျွန်တော်တို့မြန်မြန်လေးသွားမယ်။ကျွန်တော်တို့၃ညနှစ်၃ဘုံပေါ့နော်။၃ညနှစ်၃ဘုံပေါင်းလိုက်တဲ့9ရရတယ်။အဲ့ဒီလို9ရရကနှစ်ရ၊ခွန်ရ၊6ရ၃လုံးပေါင်းခြင်းလဲ9ဖြစ်ပါတယ်။ Okay ပါအဲ့တော့ကျွန်တော်တို့ကထပ်မပြီးသွားတဲ့အခါမှာကျွန်တော်တို့9 4ပေါ့နော်။ သုံးလုံးပေါင်းခြင်းဒီရှေ့အဲ့ဒီလိုသုံးလုံးပေါင်းခြင်းရှေ့ပြတာက666ပေါ့နော်ဒီ6နှလုံးပေါင်းခြင်းကကျွန်တော်တို့ကနှစ်ပေါ့နော်ရှေ့ပြစင်တာမူလို့ကျွန်တော်က6ထိလိုက်တယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့7နှစ်နာရီထိစီမှာ6ထိဖြစ်တယ်6ထိဖြစ်တာဆိုတော့ညာလေကျွန်တော်တို့ရီမာပေါ့နော်ကျွန်တော်က20တင်းတဲ့ကျွန်တော်ရဲ့ group မှာတင်တယ်အဲဒါကတော့ထိုးတာမထိုးတာသူတို့အလုပ်ပေါ့ဗျာနော်ပောက်တာလည်းကျွန်တော်မသိဘူးလို့ကုန်းတာဘယ်လောက်ကုန်လဲဆိုတာလည်းကျွန်တော်မပြောဘူး ကျွန်တော်တို့ဒီမှာ၄၅မှာကျွန်တော်ရဲ့ဗုဒ္ဓဘုမကျော်ကလည်းဝင်ခဲ့သလိုပေါ့เนาะကျွန်တော်တို့ဒီမှာပေါ့เนาะ၆နှစ်ပေါ့เนาะကျွန်တော်ဒီနေ့မနက်မှာလည်းဝင်သလိုဒါအတွက်နီးအမှနဲ့ဝင်ခဲ့တယ်ကိုကူပေါ့ဗျာအဲ့တော့ဒါကတော့မိတ်ဆွေတို့ရတယ်မရဘူးလေကျွန်တော်ကတော့မမေ့ဘူးကျွန်တော်ကနန်းဝင်တယ်ဆိုပြီးပြောတဲ့အပြောမျိုးပဲရှိတယ်ကျွန်တော်ကအခုမှကျွန်တော်ရဲ့ site မှာကျွန်တော်က site တင်အစ်စ်လေးတွေနေပေါ့เนาะကျွန်တော်တို့တွားတယ်ပေါ့ အဲကျွန်တော်ကတော့အခုဒီဗီဒီယိုရဲ့အောက်လေးမှာပေါ့ကျွန်တော်ကလင့်ပေးတယ်ပေါ့ဗျာလင့်ပေးတဲ့ဆိုတော့ညာလည်းမေးစုတို့အနေနဲ့ join နေသမှလည်း join ပေါ့ဗျာမကြိုက်ရင်လည်းမ join နဲ့ပေါ့တော့ပေါ့လို့ပေါ့ပေါ့လို့ပေါ့ညာနေပေါ့နော်အဲ့လိုမျိုးရှီဆောင်တော့မလာနဲ့ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကအခုဒီမှာပေါ့ကျွန်တော်ကဒီ၄၅ပေါ့အဲ့၄၅ကိုကျွန်တော်ဘယ်လိုပြီးခဲ့လဲပေါ့အဲ့ဒါသိဖန်ကျွန်တော်ကပြန်ရှုလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီပရိတ်ရဲ့မူနဲ့ကျွန်တော်ကအဲတွားပြတယ်ပေါ့ တော်ရတယ်ဆိုတော့ကျွန်တော်တို့အခုလိုပေါ့နော်ကျွန်တော်ကပရိတ်ကူတက်ပြလိုက်တယ်ပေါ့ဗျာအဆိုပါပါရွှေရှောင်ပေါ့အဲအဲ့တော့ကျွန်တော်တို့အဖွင့်နေညနေခင်းမှာကျွန်တော်မျိုးစုများကျွန်တော်တို့ကိုးပရိတ်နော်ကိုးပရိတ်တစ်ချက်မှတ်ထားမယ်အဲတော့ကိုးပရိတ်ဆိုတာကကျွန်တော်တို့ကဘယ်လိုကိုးပရိတ်ညီကြတာလဲပြန်ကြမလို့ဘူးနော်ကိုးပရိတ်မှာကိုခင်ဗျားတို့ချစ်ချစ်ဝေးငါးကွက်တွေရှောက်ကွက်တွေရှောက်ပြောနေတယ်ကျွန်တော်ရမယ်ဒီမှာစုံထိတ်မာနောက်ပိတ်တကွက်သေးပြီးသားလားအဲတော့စုံထိတ်မာနောက်ပိတ်ဟုတ်ပြီကျွန်တော်တို့အိုက်ခွင်ကိုကျွန်တော်တို့ကတစ်ချက်ကြော်လိုက်မယ် ကြော်လိုက်မယ်ဆိုတော့ကျွန်တော်ဒီနေ့6နှစ်ခွင်ကိုကျွန်တော်တို့တစ်ချက်ပြန်ဖန်ချိုးမယ်ပေါ့။နော်6နှစ်ကျွန်တော်တို့ရှစ်ပြိပေါ့နော်။အတော့ကျွန်တော်တို့က6နှစ်စုံစုံပြာနော်ကျွန်တော်ဒီမှာပြေးထားတာစုံစုံဟိုမှာစုံမှာတွေ့တယ်နော်။အဲကျွန်တော်ကဒီမှာကြည့်လိုက်မယ်ပေါ့။အဲကျွန်တော်ကဒီမှာပြိနဲ့ထောက်ပြရင် ရှစ်ပြိဖြစ်ရမယ်။နော်။ဟုတ်ပြီနော်ရှစ်ပြိဖြစ်ရမယ်။ထုံးနည်းတူပဲရှစ်ပြိမှာကျွန်တော်ဒီအောက်မှာရေးထားတဲ့စာလေးဒါမိတ်ဆွေတို့တွေ့မြင်ကြဆက်မှာပဲ။ရှစ်ပြိတရားခိုင်တော့ဗားလေးလေကျွန်တော်ပြောရမှာစုံစုံထောက်ရမယ်။ ုံစုံဆိုရင်တော့ wrong ပါမယ်စုံမဆိုရင်တော့ပြန်ပြန်မလို့ဘူးအဲ့တော့ကျွန်တော်တို့ကစုံစုံထွက်ရမယ်ဆိုတော့ကျွန်တော်မိစေမှာတစ်ချက်ကြည့်လိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ခဏန်းကအပူးဆိုတော့ပြန်ပြန်မလို့ဘူးပေါ့ဗျာပြောရမှာဆိုရင်ဒီမှာ wrong ဆိုတော့၄ကွက်ထဲလေအဲ့တော့ဒါကကျွန်တော်ကစုံမနဲ့ဒါကဘာလဲဆိုတော့မိစေတို့ကိုကျွန်တော်ပြထားတယ်ဗရိတ်ကိုတွက်ပြရုံတသက်ပါလေးလာမှတ်သားရရင်ဖြစ်တယ်ထိုးတာမထိုးတာဒါမိတ်ဆွေတို့အလုပ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်ကအဲ့လိုပြောတာစုံစုံလေးစုံမလေးကိုကျွန်တော်တို့ကဘယ်လိုခွဲမ ဲ့တော့ဒါကတော့ကျွန်တော်ရင်ဂရုတွေရလူတွေတော့တည်ပြီးသားကျွန်တော်တို့ကစုံစုံစုံမောက်ကိုခွဲတဲ့အခါမှာကဏန်းကစုံကဏန်းဆိုတာတုံညာနှစ်လေးရှောက်ချက်နော်အဲ့ဒါစုံကနန်းမကနန်းဆိုတာကကျွန်တော်တို့အင်္ဂလိပ်လိုပေါ့နော်အောက်နံပါပေါ့အောက်နံပါဆိုတော့တက်သုံး909 even နံပါစုံနံပါတုံညာနှစ်လေးရှောက်ချက်ဘာကြောင့်ကျွန်တော်ကဒီကြီးကိုရွေးထုတ်လိုက်ရတယ်လဲဆိုတော့မိတ်ဆွေတို့ပြန်ကြတယ်ကြတယ် ပြန်ကြတယ်ခဏခဏကြတယ်ပြန်ကြတယ်ခဏခဏကြတယ်ပတ်ကနန်းတလုံးကို၄ငါးကစင်းတယ်ဒါကြောင့်မလို့ပျောက်သီးတွေကများတယ်ဒါတော့ကျွန်တော်ကဗရိတ်နဲ့စုံမောက်ကိုထောက်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဗရိတ်နဲ့စုံမောက်ဆိုတော့ကျွန်တော်တွက်ပြပြောပြမယ်ဗျာမိဆွေတို့ကိုတူးဒီမှာအကွက်ပေါင်းတရာရှိတယ်သဘောကတူးဒီမှာအကွက်ပေါင်းတရာရှိတယ်ကျွန်တော်တို့ကစုံမရှိမယ်မစုံရှိမယ်စုံစုံရှိမယ်မမရှိမယ်โอเคသဘောပြောပြမယ်မိတ်ဆွေကစုံမကိုထိုးခဲ့လိုက်တယ်စုံမကိုထိုးခဲ့လိုက်လို့မိတ်ဆွေ တထောင်မူးထိုးခဲ့တယ်ဆိုရင်စုံမလာဝင်မိတ်ဆွေ၄000ရမယ်တဘောကအဲ့တော့ကျွန်တော်ကဗရိတ်နဲ့ထောက်ပြခဲ့တာဖြစ်တဲ့ကြောင့် ဩဘွက်ကပြိမာပါပြီးသားစုံမဒီ25ကွက်အားလုံး25ပေါင်းချင်းဒီ၄အကွက်100ဖြစ်ရမယ်ပေါ့ပြောချင်တာကအဲ့တော့ကျွန်တော်တို့ကဒီအကွက်100မှာမိတ်ဆွေကဒီစုံမတော့လကောင်းဒီနေ့ဆိုရင်စုံစုံတော့လကောင်းစုံစုံဆိုရင်တော့ရောင်းအောင်ပြိမာပါရင်ပေါ့နော်အဲ့တော့စုံစုံစုံမကိုဘယ်လိုပြီးလဲဆိုတော့ကလင်နာထောက်ပြီးပြီးတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေကဒီစုံစုံတစ်ထောင်မူထိုးခဲ့တယ်ဆိုရင်90ခုပေါ့ဗျာဖြားများကြီး90ခုထိုးခဲ့တယ်ဆိုရင်မိတ်ဆွေက သုံးစားမြတ်မယ်ဗျာအရင်ပါဆိုရင်4000ဖြစ်မယ်2000မိုးထုံးရင်100ဘူးပေါက်တာနဲ့ညီမယ်ဗျာ6 7000ရမယ်သဘောကတော့အဲ့တော့ဒါမေဇီတို့ဒီနေ့အထိပေါ့နော်ကျွန်တော်ကပေါ့နော်တနင်္လာနေ့ညနေရနေ့စပြီးထောက်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်တနင်္လာနေ့ကနေကျွန်တော်ကစပြီးထောက်ပေးတာဘယ်နှပင်လဲဆိုတော့ကျွန်တော်တို့ဒီနေ့နဲ့ဆိုရင်6ပင်မှာဆိုတော့9ပင်ပေါ့9ပင်မှာ2ကြိမ်အောင်ထားပြီဗျာဒါဘာအောတွေပါယူဖယ်ထားလိုက်2ကြိမ်အောင်လဲဆိုတော့ကျွန်တော်တို့ကအရင်ပါကျွန်တော်တို့6စ တစ်ချိန်မျက်ထားပြီးရဩဝါမိထားတဲ့ဆိုတဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ချုံးစရာအကြောင်းမရှိဘူးလို့ကျွန်တော်ကဒီနည်းနဲ့မိတ်ဆွေတို့ကိုဒီလိုထိုးတက်အောင်ကျွန်တော်ကသင်ပေးတာအဲတော့စုံမကိုစုံမမစုံစုံစုံမမကိုတုံးမယ်ဆိုရင်ကျွန်တော်မိပါများအနေနဲ့ကလင်နာကိုဂိုင်မိုက်ရမယ်ကျွန်တော်ကကလင်နာကိုဂိုင်တဲ့အခါမှာမိတ်ဆွေတို့ကိုကျွန်တော်ကဗရိတ်နဲ့ထောက်ပြီးတယ်ဘာကြောင့်ဒီနည်းလမ်းကိုကျွန်တော်ပေးသလဲဆိုတော့မိတ်ဆွေတို့ချိန်မှပြောပြခဲ့တယ်လို့ပဲမိတ်ဆွေတို့အနေနဲ့ ပတိတလုံးကနန်းတလုံးကို၄၅ကြိမ်ဆင်းတဲ့ပျောက်ကနန်းကြီးအများကြီးဖြစ်လာတယ်ပြန်ကြကနန်းကြီးအများကြီးဖြစ်လာတယ်ဆိုရင်မိတ်ဆွေဘာလို့လှုပ်တင်လဲဆိုတော့2025မှာနှလုံးကြီးကိုထိုးမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒီနီလန်းကိုသွားမှမိတ်ဆွေတို့အကျိုးရှိမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လှုပ်တာမလှုပ်တာမရတာမရတာကျွန်တော်ကမမေးဘူး ျွန်တော်ဆိုလိုတာကမိတ်ဆွေတို့အဆင်ပြေအောင်တာကျွန်တော်ကတွက်ပြပေးခြင်းဖြစ်တယ်ပေါ့နော်အဲတော့စိတ်ဝင်စားရင်ဂရုကိုလာလို့လည်းရတယ်မလာလည်းဘာမှမဖြစ်ဘူးပေါက်လည်းဘာမှပေးကြမလို့သူတို့မပေါက်လည်းကျွန်တော်ကမိတ်ဆွေတို့ကို ပေးတဲ့ကနေဝင်လို့မပေါက်ခဲ့ဘူးဆိုရင်လည်းမိတ်ဆွေတို့ကိုဘာမှအပြစ်ပြောကြရလဲမလို့ဘူးပေါ့နော်ကျွန်တော်ကပေါက်ပြီးเสียရလဲမဟုတ်ဘူးတပတ်မှကျွန်တော်ကတစ်ချိန်ပေါ့ဗျာကျွန်တော်ကတ်ကိုရောင်းနေဝဲဝဲမဝဲဝဲဘာမှမဖြစ်ကျွန်တော်ရဲ့ကတ်ရဲ့နမူနာကနော်ကျွန်တော်ဘက်ကဒါကရုမှကျွန်တော်ကပြောတယ်မိတ်ဆွေတို့ဝယ်ဒီပြစ်စီမဝယ်ဒီပြစ်စီကျွန်တော်ကဟာပေါ့နော်အဲ့လိုမျိုးဟိုဟန်ဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ကအခုလိုမျိုးပေါ့နော်ကျွန်တော်ရဲ့ကနေဒီမှာနော်ဒီတုံ့ပြန်ပက်ဒီကမထွက်သေးဘူးဗျာ အဒီမှာ၅ခွန်ဗျာအဲဒါလေးကိုပြောပြတာဒါကျွန်တော်ရင်ကဲ့ရင်နမူလာပေါ့နော်ဒါကျွန်တော် channel ကိုအမြဲတမ်းအပင်းနေတဲ့သူတွေကတော့တီဗီသားဖြစ်ပါတယ်ဟိုခတ်မှန်ပြီးတော့ကျွန်တော်တို့ကနောက်ဘေးကိုတက်တဲ့အခါမှာကျွန်တော်ကတော့ပွင့်လင်းပြောတာဒီတော့နီးကိုကျွန်တော်ကမကြိုက်ဘူးထတ်ချအောင်မှာဒါမိတ်ဆွေတို့ကိုကျွန်တော်ကတွက်ပြတာပဲရှိတယ်ကျွန်တော်ရင်ခဏဝင်ပါမယ်လို့အာမမခံပါဘူးဒါပွင့်ဝင်လင်းလင်းပြောတာကျွန်တော်ရဲ့ group မှာလည်းကြိုက်ရင်ထိုးလိုက်အာမတော့မခံဘူးနော် အာမမကန်ဦးဒါမေဆူလိုတွက်နေနေပြတာကြိုက်တယ်ဆိုရင်ထိုးမကြိုက်ဘူးဆိုရင်မေဆူလိုအနေနဲ့မထိုးပါနဲ့အဲ့တော့ကျွန်တော်နှလုံးပေါင်းချင်းရှစ်ဒီ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 နှလုံးပေါင်းချင်းကျွန်တော်မေဆူမှာနှစ်ရတယ်ဒီနှလုံးပေါင်းချင်းနှစ်ဖြစ်စင်တာမလို့၃ညထည့်လိုက်တယ်အဲ့တော့ကျွန်တော်ရဲ့၁၂နာရီခန်းကမေဆူလိုအနေနဲ့60 60ကိုပေါင်ဝါနဲ့ခိုက်ရိုက်တယ်65 60 10 15 65ဖြစ်ပါတယ်ဦးကြီးအားလုံးကိုကျေးဇူးတင်ပါတယ်